စက်တင်ဘာလ20ရက်ရှင်းနေမှာအော်တိုဘာလ4ရက်နေ့အထိကြာမြင့်မယ်လာမယ့်ရက်တစ်ပတ်အတွက်မူလီဝဒကျူတင်ခမန့်ချက်များဖြစ်ပါလေပထမဆုံးအနေနဲ့လက်ရှိအာရှတိုင်းရဲ့ရာသီဥတုအနေထားအရင်ဆုံးတင်ပြလိုပါလေလက်ရှိအချိန်ကာလမှာနောက်တော့မဟုတ်ုံလေးခုဟာအာရှတိုင်းတောင်ပိုင်းဒေသများကနေပြီးတော့ပြန်လည်ဆုတ်ခွာနေတဲ့ကာလဖြစ်ပါလေ တော်တော်စင်မှာတော့အနောက်တော်မုတ်တုံလေးဦးဟာမြန်မာနိုင်ငံတောင်ပိုင်းအစွန်းလောက်ထိရောက်ရှိနေတာကိုတွေ့ရပြီးအဲ့ဒီလေးဦးရဲ့အထက်ဘက်မြန်မာနိုင်ငံအထက်ပိုင်းလေပိုင်းမြို့ဝကျွန်းပေါ်ဒေသအထိအရက်ဒေသများစီကိုတော့မြောက်ဘက်အရက်ကတိုက်ကပ်လာတဲ့အနောက်မြောက်လေးကြီးအရှေ့မြောက်လေးကြီးစတဲ့ဆောင်းရဲရှေ့ပြေးလေများတိုက်ခတ်နေတဲ့ကာလဖြစ်ပါတယ် ။ဒါလို့လည်းမှာတော့အရေးပြပင်လယ်မှာရောဘင်္ဂလားပင်လယ်မှာရောမုန်တိုင်းဖြစ်ပေါ်မှုမရှိသေးပေမဲ့မြန်မာနိုင်ငံရဲ့အရှေ့ဘက်ပစိဖိတ်သမုဒ္ဒရာအနောက်ဘက်ပိုင်းမှာတော့အားကောင်းတဲ့တိုင်ဖွန်းဒူဂျွန်းမုန်တိုင်းဖြစ်ပေါ်နေတာကိုတွေ့ရပါတယ်။အင်းမြင့်ရဲ့ဘင်္ဂလားတော်အမြင့်မှာတိုက်ခတ်နေတဲ့ဒီများကိုကြည့်တဲ့ခံလဲစောတော့ကညပြလဲလို့ဒီကွေတာကိုပြကျော်လာတဲ့အနောက်တော်မုတ်တုံတွေများဟာ မြန်မာနိုင်ငံတောင်ပိုင်းမလေးကျွန်းဆယ်လောက်ထိရောက်ရှိနေတာတွေ့ရပြီးမြန်မာနိုင်ငံတောင်ပိုင်းကော်တောင်းမြို့အလောင်းအထက်ပေါင်းနေမှာတော့တနအီကို35မိုင်မှမိုင်40လောက်ထိတိုက်ခတ်နေလေပြင်းများတိုက်ခတ်နေကိုတွေ့ရပါတယ်။မြောက်ပိုင်းဒေသအားလုံးလိုလိုမှာတော့မြောက်ဘက်အရမ်းမှလေကြီးများတိုးဝင်နေတာကိုတွေ့ရပါတယ်။ဒိန်ပြုတ်ပေါ်မှုအနေနဲ့လဲစောတော့ကတည်ရှိနေတဲ့အနောက်တောင်မုတ်တုံလေးဦးတည်ရှိရာ ဒေသကြောင့်မှာအရေးနောက်တန်းနေတဲ့တိမ်များဖြစ်ပေါ်နေပြီးအဲ့ဒီတိမ်ကျူများအတွင်းမှာမိုးရေနောက်များလဲစီတမ်းပြီးဖြစ်ပေါ်နေကြတာကိုတွေ့ရပါတယ်အဲ့လိုနောက်တော့မဟုတ်တော့လေဟာမြန်မာနိုင်ငံတောင်ပိုင်းအထိဆုတ်ွားသွားပြီးအတပိုင်းဒေသများကိုမြောက်ဘက်ကဆောင်းလီအေးရှေ့ပြေးများဝင်ရောက်လာတဲ့အတွက်မင်္ဂလာတို့လေစိတ်မှာလက်ရှိ စက်တမလာ20နဲ့ရှေ့နေမှာမြူများဆက်နေတာကိုတွေ့ရပါတယ်။ဆောင်းရဲ့တွင်ပြင်းလက္ခဏာများကိုစောစီးစွာလာတွေ့နေရတဲ့လူတွေဆိုရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အရှိပဲပစွဲကိုကြာနောက်ဘက်ပိုင်းမှာဖြစ်ပေါ်နေတဲ့တိုင်းဖုံမွန်တိုင်းဒူးကျွတ်ကစက်တမ28ရက်ညနေပိုင်းမှာထိုင်ဝမ်ကျွန်းရဲ့မြောက်ဘက်ပိုင်းကိုဖြတ်သန်းသွားမှာဖြစ်ပါတယ်။အဲလက်ရှိအခြေအနေမှာတော့ ဒီပုံတိုင်းကြီးဟာ category 4အဆင့်ကိုရောက်ရှိနေပြီးတော့တနာယီကိုမိုင်တရား40 45မိုင်နှုန်းအထိပြင်းထန်တဲ့ဒီများတိုက်ခတ်နေပါလေ။အဲဒီကနေ့ညနေပိုင်းမှာတော့ထိုင်ဝမ်ကျွန်းမြောက်ပိုင်းကိုကြက်ကြုံပြီးတဲ့နောက်ရုပ်ပြည်အလဲပိုင်းကိုဥတည်သွားတဲ့ခါမှာတော့တပြေးပြေးအားရော့သွားနိုင်တယ်လို့ခမန်းရပါလေ။တိုက်ပွဲမနိုင်သွားမယ်ခမန်းလမ်းကြောင်းဖြစ်ပါလေ။ရုပ်ပြည်မြောက်ပိုင်းကိုပြန်တက်ပြီးတဲ့နောက် နောက်မြောက်ဘက်ကိုရွေ့သွားမယ်လို့ခမ်းမှတ်ထားပါတယ်။ဒေါ်လာစေးလေးတိုင်းတို့မှာတနာယီကို145ပိုင်းလုံးတက်ခန့်ယူပါလေ။ပြီးခဲ့တဲ့ရက်များအတွင်းထူးခြားမှုတစ်ခုကတော့မြန်မာနိုင်ငံပါဝင်ကမ္ဘာအကြီးတစ်ခုလုံးအပေါ်မှာ Super Moon Eclipse ဖြစ်ပေါ်ခဲ့ခြင်းပဲဖြစ်ပါလေ။ Super Moon Eclipse ဖြစ်ပေါ်ရတဲ့အဓိကအကြောင်းများကတော့ ပထမဦးဆုံးကဘာကြီးကိုလာကပလန်းမြန်းနဲ့ပတ်နေပါလေအဲ့ဒီပတ်နေတဲ့ပလန်းဟာအီလစ်ဘုံမြန်မာလိုတော့ဘဲဘုံပလန်းဖြစ်ပါလေဒါကြောင့်မို့ဒီပလန်းမှာဝင်ရုံနှစ်ခုရှိနေပါလေအဓိကဝင်ရုံစူပါမေဂျာ SS နဲ့ဒုတိယဝင်ရုံမိုင်နာ SS ဆိုဖြစ်ပါလေဒီပလန်းပေါ်မှာသွားနေတဲ့လဟာကဘာနဲ့ အနည်းဆုံးဟိုမိုင်းတာ access အပေါ်မှာကြောက်တဲ့အခါမှာကဘာနဲ့အနည်းဆုံးကိုရောက်ရှိတာလေးရှိပါတယ်ဒီလိုကဘာနဲ့အနည်းဆုံးကိုရောက်ရှိလာတဲ့အခါကဘာပေါ်မှာရှိတဲ့လူသားများကလာမင်းကြီးကိုအနည်းဆုံးအလှပါဆုံးနဲ့အတောက်ပါဆုံးမြင်တွေ့ကြရပါတယ်အဲ့ဒီချိန်ကမှာလာရဲ့အချင်းဟာပုံမှန်မြင်ကြတဲ့ဇလေးရခိုင်တော့ပုံမိုးပြီးတော့ကြီးမားစွာတွေ့ရပါတ အယောင်ကြပါဘုံမှာလဲပုံမှန်နဲ့30ရာခိုင်နှုန်းပုံမတော့ပါတာလို့တွေးကြရပါတယ်အဲ့ဒါဘုံပဲစူပါမွန်မြစ်စင်းတို့ခေါ်ဆိုလေးရှိပါတယ်ထို့အတူပဲကဘာလဂျူရီဟာနေမင်းကြီးကိုပလန်မြက်နဲ့ပတ်နေကြပါတယ်ဒီလိုပတ်တဲ့အခါမှာတော့ကဘာဟာမိမိဝေယောပုံမှန်မင်းကြီးလဲလဲနေရင်းနဲ့နေကိုပတ်နေတယ်လို့လာတဲ့ကဘာကိုပလန်မြက်နဲ့ပတ်နေပါတယ်အဲဒီလိုပတ်တဲ့အခါမှာ နေရဲ့ကဘာရဲ့လရဲ့သုံးခုပါတဒန်းနဲ့ကြာသွားတာပါလေဒီလိုတဒန်းနဲ့ကြာသွားတဲ့အချိန်မှာတော့အကယ်၍လဟာနေရဲ့အရေးနေထဲမှာကြောက်ရောက်တဲ့အခါလောက်ကိုပုံမှန်တိုင်းမမြင်တွေ့နိုင်တော့ပါဘူးအဲ့ဒါကိုလက်ချက်ရင်းလူနာအီကလစ်လို့ခေါ်ဆိုခြင်းပဲဖြစ်ပါလေပြီးကြလေအပတ်အတွင်းကမြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်ကတော့အဲ့ဒီဖြစ်စဉ်တစ်ခုစလုံးတပည့်နေတဲ့လာပြီးတိုက်ဆိုင်သွားကြောက်တဲ့ကာလဖြစ်ပါတယ်ဆိုလိုတာကတော့စူပါမွန်ဖြစ်တဲ့အချိန်မှာလာဟာလက်တက်ချင်းမှာတပည့်ငယ်ဖြစ်ပေါ်နေတဲ့အတွက်စက်ပြမ29ရက်နေ့မင်းညာကတွေ့ခဲ့ရတဲ့စူပါမွန်ရဲ့လက်တက်ချင်းဖြစ်စဉ်ဟာတကယ်တော့ဖြစ်တော့ဖြစ်ခဲဖြစ်စဉ်ဖြစ်ပါတယ် ထောင်ဘောကဒီနေ့ကစားပြီးခဏချင်းကြီးဘာပါမှာအခုလို့စူပါမွန်းလက်ချက်ချင်းစူပါမွန်းအီကလစ်ကို၅ချိန်တာဖြစ်ပေါ်ခဲ့ဘူးပါလေနောက်ဆုံးပြတ်ပေါ်တဲ့အချိန်ကတော့1986ခုနှစ်ဖြစ်ပြီးနောက်တစ်ချိန်ဖြစ်မဲ့အချိန်ကတော့2033ခုနှစ်ဖြစ်တဲ့အတွက်ကြောင့်နောက်တစ်ချိန်စူပါမွန်းအီကလစ်ကို2033ထိစောင့်ကြည့်ကြရအောင်မှာဖြစ်ပါလေဒီနေရာမှာတော့ စူပါမူအီကလစ်ဖြစ်တဲ့အခါမှာစူပါမူအီကလစ်ဟာလုံးဝမဲမောင်သွားခြင်းမျိုးမဟုတ်ပဲညီရဲတဲ့အယောင်နဲ့တွေ့ရတတ်လိမ့်ရှိပါတယ်။ဒါကြောင့်မို့လဲနေပေါင်းများစွာကတည်းကစူပါမူအီကလစ်ကိုလူတွေဟာအဟောစရာဖြစ်နေတဲ့ကောင်ထိတ်လန့်တုန်လှုပ်စရာအဖြစ်နေတဲ့ကောင်တွေးချင်လာခဲ့ကြပါလေ။ဒါပေမဲ့လည်းအမှန်တကယ်တော့စူပါမူအီကလစ်မှာအခုလို့ အနည်းအောင်တွေ့ရတဲ့အကြောင်းရင်းဟာယူပဗီရာသဘောအရဖြစ်နိုင်တဲ့သဘောတရားပဲဖြစ်ပါလေ။နေဘက်ကလာတဲ့လိန်တန်းတွေကကဘာကိုဖြတ်တန်းလာတဲ့အခါမှာဖြတ်တန်းလာတဲ့အလင်းတန်းတွေထဲမှာရိုင်လင်းတန်းများပါလာပါလေ။အလင်းရိုင်တဲ့အခါမှာအများဆုံးအလင်းရိုင်တဲ့အလင်းတန်းဟာအဖြူအောင်အလင်းတန်းရဲ့အယောင်5မျိုးထဲမှာပါရှိတဲ့အနည်းအောင်အလင်းတန်းဖြစ်ပါလေ။အဲ့ဒီအနည်းအောင်အလင်းတန်းဟာအမောင်တို့ အမ်ဘရာကုန်းနဲ့ကိုဝင်ရောက်လာတဲ့အခါအဲ့ဒီရိုင်လင်းကကိုလာလာလက်ခံရရှိတဲ့အတွက်လာရဲ့အယောင်ဟာအနီအောင်ဖြစ်ညီညာတင်ဖြစ်တယ်လို့သိပြပညာရှင်များကရှင်းပြပါတယ်စူပါမူအစ်ကလစ်နဲ့ပတ်သက်ပြီးထူးခြားမှုတစ်ခုအနေနဲ့သိပြပညာရှင်များလက်ခံတာတော့တစ်ခုပဲရှိပါတယ်အဲ့ဒီတစ်ခုကတော့လာဟာကမ္ဘာနဲ့အနီးဆုံးကိုရောက်ရှိကြတဲ့အတွက်လာရဲ့ဆွဲအားဟာ ကဘာပေါ်မှာပုံပုံများလာတဲ့အတွက်အဲ့ဒီလိုအချိန်ကမျိုးမှာကဘာပေါ်မှာဒီရေဟာပုံမှန်တဲ့ပုံမှုမြင့်တဲ့လာတတ်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒါသောအကြောင်းအရာများကိုတော့သိပ္ပံပညာရှင်များကလက်ခံခြင်းမရှိကြပါဘူး။ဆက်လက်ပြီးပြများလို့လည်းအကြောင်းအရာကတော့2015ခုနှစ်ရဲ့လက်ကျန်ကာလဖြစ်တဲ့မိုးနောက်မိုးလွန်ကာလပါ။မိုးရွာသွန်းမှုဟာ ပုံမှန်ရအောင်ယောနဲ့နိုင်နေဆိုတဲ့ခမ်းမ်းချက်ပဲဖြစ်ပါလေ95ခုနေရာအယ်နီယိုရာသီဥတုရှိတဲ့နှစ်ဖြစ်တဲ့အတွက်ကြောင့်လာမင်းမိုးတော်မိုးလုံးကာလတွေမှာဓမ္မနိုင်ငံအထူးတွင်မြဝကျုံပေါ်နဲ့တောင်ပိုင်းဒေသတွေမှာမိုးရွာသူမှုဟာပုံမှန်ရအောင်ယောနဲ့နိုင်ပြီးအဲဒီလိုယောနဲ့နိုင်ဖို့အလားလာအလဲတေချာမှု40ရာနှုန်းမှ45ရာနှုန်းအထိရှိတယ်လို့ခမ်းမ်းရရှိထားပါတယ်မိုးရွာနဲ့နိုင်တဲ့ ဒေသများဖြင့်အေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတောင်ပိုင်းမုံမြင့်ငယ်တနင်္လာရီတိုင်းတို့ဖြစ်တယ်လို့ကမ္ဘာ့ကျက်မှာဖော်ပြထားပါတယ်။လာမယ့်တစ်ပတ်တွင်မိုးရွာသွန်းမှုကမ္ဘာ့ကျက်အနေနဲ့တော့စောလောကတင်ပြခဲ့တဲ့အတိုင်းနောက်တော့မိုးတုံလေးဦးဟာလာမယ့်တစ်ပတ်တွင်မှာမြန်မာနိုင်ငံတောင်ပိုင်းအစွန်းကိုရောက်ရှိနေမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းမိုးတုံလေးဇုတ်ပါပြီးဖြစ်ခဲ့တဲ့မြန်မာနိုင်ငံအထက်ပိုင်းဒေသမြို့ဝကျွန်းပေါ်ဒေသလယ်ပိုင်းဒေသတွေမှာတော့မိုးတုံလေးဇုတ်ပါပြီးတဲ့နောက်မှာလည်းလေကျူး မငြိမ်မသက်မှုများဆက်လက်ဖြစ်ပေါ်နေတဲ့အတွက်ချက်ချုံမှုများဆက်လက်ရွာနိုင်လေတယ်လို့ခံမှန်းရရှိပါတယ်ဆက်လက်ပြီးဒါမဲ့စပ္ပမန်၂၈ရက်ကနေအော်တိုဘာ၄ရက်ထိကြာမြင့်မယ်ဒါမဲ့ဒီဘက်အတွက်ဘုလိဝဒခံမှန်းချက်များပြပြလိုပါလေလာမယ့်အပြာတွင်မှာကပ်ဒီပင်နဲ့ပြင်ပင်လာပင်နဲ့ဘုရောမှာတိမ်တင့်တင့်ဖြစ်ထွက်နိုင်ပါလေမြန်မာတကယ်လုံးမှာတိမ်တင့်တင့်ဖြစ်ထွက်နိုင်ပါလေကပ်ဒီပင်နဲ့ပြင်ပင်လာပင်နဲ့တော့တောင်ပိုင်းမှာမုံတုံလေးအာအတင့်တင့် ရှိနေပြီမဲ့လို့လောလောဆယ်မှာတော့မုတ်တုံလေးဟာတုံးဝဆုံးသွားတော့မှာဖြစ်ပါလေမုတ်တုံလေးဆုံးသွားမှုအချိန်ကြီးဓမ္မချက်ကတော့တော့တော့မုတ်တုံလေးဟာဘင်္ဂလားပြည်တော်လေပိုင်းမြန်မာနိုင်ငံမြေဝကျုံပေါ်ဒေသများကဆုံးသွားခဲ့ပြီဖြစ်ပါလေဒါကြောင့်ဒါမဲ့တစ်ပတ်အတွင်းမှာမြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာတတိယမြေမြန်မာတိုင်းငံလုံးကနေပြီးလုံးဝဆုံးသွားတော့လိမ့်မယ်လို့ခမန်းရပါတယ်မြန်မာပြည်တွေမှာတော့လိုင်းကြီးမြန်မာတိုင်းတင်းတင်းရှင်းနိုင်ပြီးလိုင်းကြီးကလည်းနှစ်ပေမှ၅ပေအထိရှင်းနေပါတယ် နေဘူးချင်းကမန်းနေများအနေနဲ့တော့အစင်လာတိုင်းနေဘူးချင်းအနေလုံးတံခိုးတွေကိုချင်းပြင်းနေရှမ်းပြင်းနေကြားပြင်းနေမွန်ပြင်းနေကရင်ပြင်းနေတတင်းသားကြီးတဲတို့မှာတွေ့နိုင်ပြီးရောနေဘူးချင်း24မှာ38ဒီဂရီစင်ဂရီဂျီရှိနေပါနေဘူးကြီးအမြင့်ဆုံးတံမိုးတွေကိုတော့34ဒီဂရီစင်တီဂရိတ်မှ36ဒီဂရီစင်တီဂရိတ်အထိရှိနေပြီးတော့ဒီဘူးကြီးတွေကိုစကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့မှာတွေ့နေပါတယ်။ကျန်း ဒေသတွေမှာတော့နေဦးခြင်းများဟာ32ဒီဂရီစင်တီဂရိတ်မှာ33ဒီဂရီစင်တီဂရိတ်ထိရှိနေပါတယ်။မော်ဒယ်ကောင်ခြေနေကမ္ဘာကြီးကတော့အခုချိန်ကာလဟာမော်ဒယ်နေဆုံးကနေတဲ့ကာလဖြစ်နေတဲ့မြန်မာတိုင်းနိုင်ငံလုံးဘင်္ဂလားပင်လောကပြည်ပင်လည်းပြင်စတဲ့ဒေသများမှာမိုးတိမ်ကြောင်များအထူးဖြင့်မွန်လွန်ကျန်းတွေဘက်ကမှဖြစ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။မိုးရသမှုချိန်ကမ္ဘာကြီးအနေနဲ့တော့ရခိုင်ပြည်နယ်မလေးတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားချင်းပြည်နယ်၊ရှမ်းပြည်နယ်၊ကြောင်ပိုင်း၊ရှမ်းပြည်နယ်၊ရှေးပိုင်း၊ကယားပြည်နယ် စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေအောင်ကြီးတိုင်းဒေသကြီးတို့မှာနေရာချေးချင်းနဲ့ရန်ဒေသတွေမှာတော့နေရာစိတ်စိတ်အ ਨੇ စုံငါးရဲမှာခုနှစ်ခန်းမုတ်ချချုံရတော့နေပါလေရေဖုံးတာကံရမှုအချိန်ကြီးခမန်းကျဲအင်းကျဲတော့ပဲခူးတိုင်းရန်ကုန်တိုင်းအေအောင်ကြီးတိုင်းမုံကြီးနဲ့စတဲ့ဒေသတွေမှာရေဖုံးလာမှုများအနည်းငယ်ဆက်လက်ရှိနေပါလေမြန်မာနိုင်ငံတော်မှာကြီးရတဲ့မြေကြီးများအားလုံးတို့တို့မှာ ဆိုရင်ဒီဘက်ကိုကျော်တော်နဲ့ဒေတာများလာမဲ့တပတ်အတွင်းမှာမြင်းကြီးမြစ်တွင်မှမရှိနိုင်တော့ဘူးလို့ခမန်းရရှိထားပါကြောင်းတင်ပြအပ်ပါတယ်မြန်မာနိုင်ငံလူနေတဲ့အားလုံးတဘာဝဘေးအန္တရာယ်များမှာအစဉ်ကင်းဝေးနိုင်ကြပါစေ